စရုဒ္ဓအချိန်ဖြစ်ပါလေခင်ဗျာမြလာပေါင်းနဲ့ပြည့်စုံကြပါစေမေတ္တာချုပ်ရည်လုံကြပါစေသစ္စာဆောင်ရည်အောင်ကြပါစေခင်ဗျာဒီစမအချိန်မှာဆရာလေးသင်ကြားပေးမယ်တရားကပဌာနိယင်္ဂတရား၅ပါးတရားလို့ကိုကြိုးကုပ်အားထုတ်မယ် ပုံကိုယ်တွေမှာရှိရမယ်ရှိတဲ့နဲ့စောင့်ထားရမယ်တရား၅ပါးလို့ဆိုလိုပါတယ်ရှောင်ရမယ်တရားလားစောင့်ရမယ်တရားလားရှောင်ရမယ်တရားလားစောင့်ရမယ်တရားလားမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကဘောဓိရာဇကုမာရတုတ်တံမှာ ဒီတရားကိုဟောတာပါမတန်တင်ထားပါလေဘောဓိမင်းသားကမြတ်စွာဘုရားကိုမေးလျှောက်တယ်ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားဘုရားတပည့်တော်တို့လူပေါင်းလူလောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်လှုပ်ရှုပ်ပါတယ်ဘုရားတောင်သူလေလုံဓမ္မခုတ်အိမ်တော်သားမွေးအလုပ်တွေနဲ့ရှုပ်နေကြတယ်ဇီဝရေးလူမှုရေးဇီဝရေး မနေ့မိုးလင်းတာနဲ့လုံသွားတဲ့လူကသွားတမိသားစုလုံးရဲ့စာဝတ်နေရေးအတွက်ပတ်စံရှားတဲ့သူဟာရှားဈေးသွားချက်ပြုတ်ရှော့ဖို့တဲ့သူဟာရှော့ဖို့တမင်းကြိုက်နေတမင်းမှုတွေထည့်ပြီးကြောင်းသွားတဲ့လူဟာကြောင်းသွားအင်းနောက်စုတစုမှာစီပါရှားတဲ့သူတွေရဲ့ချက်တဲ့ပြုတ်တဲ့သူတွေရဲ့ သင်္นานသီးသီးကိုအကြောင်းသီးသီးကိုတက်တက်သူတွေရဲ့နဲ့မအားကြဘူးဖျာအဲ့လိုမအားတဲ့ပုဂ္ဂိုလ်တွေအတွက်ရှင်ဘုရားရဲ့တရားတော်ကိုနာယူမယ်ဆိုရင်ကြင်ကြံပွားများအားထုတ်မယ်ဆိုရင်တရားရဖို့အတွက်အချိန်မလောက်ပေးရမလဲဖျာဒီလိုမေးရှောက်မမျက်စွာဘုရားသခင်ကိုရောမြတ်ကြီးကအမေးပြန်ပြူတယ်မျက်စွာဘုရားရဲ့တုတ်တန်နေ နားထောင်ကြည့်ရင်အမေးအပြေနဲ့သွားတာလေတော်တော်များများတွေ့ရတယ်။ဗောဓိမင်းသားတဲ့။သင်ဟာဘိရင်သားမင်းသားတယောက်ဖြစ်တဲ့အတွက်မင်းသားတို့တတ်အပ်တဲ့အထာရတ္တ၁၈ရက်တရားတွေသဘောတွေကိုတတ်ရလားတဲ့။မတတ်ပါနဲ့ဗျာတပည့်တော်တို့မင်းသားတွေအကုန်လုံးကအထာရတ္တ၁၈ရက်ကိုတက်မြောက်ထားပါတယ်ဗျာ။ ။ဒီအဲ့လိုဓာရတ္တ၁၈ရက်ကိုတက်မြောက်တိုင်းအဲ့ထဲမှာစင်စီချုံအုပ်တဲ့အတက်ကိုပါသလား။အပပါတယ်ဖေ။အဲ့ဒီအလုပ်ကိုတပြီတော့ကျွမ်းကျင်ပါတယ်ဖေ။ကဲအဲ့ဒါဆိုရင်အတင့်ထံကိုလူတယောက်ကလာပြီးတော့တပည့်ခံမယ်။အတင့်ကိုဆရာတင်မယ်။အတင့်မောရိမင်းသားတပြီတော့ရဲ့ဆရာဖြစ်နေတဲ့ တပည့်တော်ကိုစင်စီချုံအုပ်အတက်ကိုသင်ပေးပါဖုရားလာပြောမယ်ဒါပေမဲ့အဲ့ဒီလူကတင့်စီမှာလာပြီးတော့တပည့်သာခန္ဓာတင့်ကိုယုံကြည်မှုလည်းမရှိဘူးကျမ်းမာရေးရလည်းမကောင်းဘူးယောဂဘလဘွားနဲ့နေပြီးတော့လည်းပြောတတ်တယ်စကားပြောရင်မှန်မှန်ကန်ကန်လည်းမရှိဘူးစူးစမ်းအားထုတ်မှုကလည်းအင်မတန်နေတယ် ဉာဏ်ပညာလည်းမကောင်းဘူးတတောင်တခိုက်ပြလို့တထွားတမိုက်တောင်မမြင်တဲ့ပုံကိုမျိုးအဲ့လိုမျိုးအရေးချင်းငားရတဲ့ပုံကိုမျိုးကိုအတင်တင်ပေးမယ်ဆိုရင်အဲ့ဒီပုံကိုတတ်ပါမလားအာမတတ်နိုင်ပါဘူးခင်ဗျာဒီပုံကွာကျမ်းမာရေးတတိတော်ကိုလည်းယုံကြည်ခြင်းလည်းမရှိဘူးသူကိုယ်တိုင်ကလည်းချူနာပါနာနဲ့ကျမ်းမာရေးမကောင်းဘူး တပည့်တော်သင်ကြားပြအောင်တက်မတက်စစ်ဆေးတဲ့အခါမှာလည်းမှန်မှန်ကန်ကန်မပြောရဘူးစူးစမ်းအားထုတ်မှုကလည်းညံ့လိုက်တာစူးစမ်းအားထုတ်မှုကလည်းမရှိဘူးညံကလည်းအရေးပြလို့အကောင့်ထင်ဖို့နင်းနေတာတာဒီလောက်တထွားတထောင်ခိုက်ပြတာတော့တထွားတမိုက်တောင်မမြင်ဘူးဆိုရင်အဲ့ဒီပုံကိုတပည့်တော်ဘယ်လိုလုပ်တယ်လို့ရမှာလဲဖေဟာကဲအဲ့ဒါဆိုရင် အသင်ကိုနောက်တပည့်တယောက်ကလာပြီးတော့တပည့်ခံမယ်အဲ့ဒီပုဂ္ဂိုလ်ကတော့ပထမပုဂ္ဂိုလ်နဲ့ဆန့်ကျင်ပဲသင်ပေါ်လဲယုံကြည်မှုဟာရှိတယ်ကျမကြီးကလည်းကောင်းတယ်မမှန်ကန်ကန်လည်းပြောတတ်ဆိုတတ်တယ်ဝိရိယကလည်းကောင်းလိုက်တာပြီးရင်ဉာဏ်ပညာလည်းထက်ထက်မြင့်မြင့်ရှိတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်အသင်သင်မယ်ဆိုရင်သင်လို့ရပါမလားရပါတယ်ဗျာအာမခံပါတယ်ဗျာ ဲ့ဒီပုဂ္ဂိုလ်မျိုးကိုစင်စည်းချုံးအောင်အတက်ကိုတင်ပေးရင်အဲ့ဒီပုဂ္ဂိုလ်ကတက်မှာပါဗျာ။ကဲအဲ့ဒါဆိုရင်ငါဖရာရဲ့သာသနာမှာလေတရားတော်တွေကိုငါငါဖရာတိထားတဲ့တရားတော်တွေကိုအဲ့ဒီလိုမျိုးငါဖရာရဲ့တပ်ပိညုတဉာဏ်တော်ကိုယုံကြည်တယ်။ယုံနေဆိုတဲ့နေရာမှာဖရာရရှိထားတဲ့အရတမေရတပုန်နဲ့တကွာ အလုံးစုံကိုတည်တော်မူတဲ့တပ်ပြင်းညူတာဉာဏ်တော်ကြီးကိုလည်းအင်မတန်ယုံကြည်မှုရှိတယ်။ဖရာတရားအတန်ကရဲ့နာမြတ်သုံးပါးနဲ့ကံနဲ့ကံရဲ့ကျိုးကိုအင်မတန်နားလည်မှုရှိတယ်ယုံကြည်တယ်။ဆိုတော့ရဲ့နာမြတ်သုံးပါးနဲ့ကံနဲ့ကံရဲ့ကျိုးကိုနားလည်တယ်။အထူးအားဖြင့်မြတ်စွာဘုရားရဲ့တပ်ပြင်းညူတာဉာဏ်တော်ကိုယုံကြည်တယ်။ဒီမနေ့ကျမ်းမာကြီးကလည်းကောင်းနေတယ်။ အာရောက်ခြင်းပရမန်လာပဲကျမကြီးကောင်းတဲ့သူမှဘာမှစလုံးလို့ရလောကီစီပါကြီးပဲဖြစ်ဖြစ်လောကုတ္တရာစီပါကြီးပဲဖြစ်ဖြစ်အခုမိတ်ဆွေတွေအားဆိုရင်မိဘနှစ်ပါးမရှိမရှိမယ်တွေကသူတို့ရဲ့တားကလေးကိုရီးယားသွားမယ်အတင်းပူဇာတော့ တော်သူတောင်သားတွေဖြစ်တော့ရှိသမျှလေတွေပေါင်နှံရောင်းချပြီးတော့ဒါကလေးကိုရီးယားသွားကျင်နေဆိုလို့ရင်းနှီးမြုပ်နှံပြီးပြေးလိုက်တယ်။ဟိုကိုသွားတယ်အလုလုတယ်။သုံးလလောက်နေတော့ကျမကြီးမကောင်းဘူး။အညာဘက်တီကိုမအိပ်ဘူး။စားကောင်းကောင်းမစားတော့အစာအိမ်ယောဂဖြစ်ပြီးအေးရတယ်မှလဲနေတော့ ဟိုမှာအလုပ်လုပ်လို့မရတော့ဆိုတော့ပြန်လာမယ်ဆိုတော့အဲ့ဒီပြန်တဲ့ဇေယိတ်တောင်မှမိဘကြီးကနောက်ဆုံးကျန်တဲ့အင်္ဂလိပ်ပေါ့နောက်ဆုံးကျန်တဲ့အင်္ဂလိပ်ကိုပေါင်းနှံရောင်းချပြီးတော့သူတို့သားလေးအသက်မသေးရင်တော့ပါပြီဆိုပြီးတော့ပြန်ခေါ်လိုက်ရပထမသွားတော့ကလေဒီကုံနေပြန်ရမယ်ပေါ့သူတို့ရှာလို့ပြန်ရမယ်ဆိုပြီးတော့ရင်းလိုက်တာပေါ့ကိုရောက်တော့ကျမကြီးကမကားဘူး ကျမကြီးမကောင်းတော့ပြန်လာတော့လမ်းစိတ်ကမရှိပြန်ဘူးအဲ့တော့အိမ်လေးပါထပ်ပြုတ်အိမ်လေးရောလယ်လေးရောပြုတ်ပြီးမိဘနှစ်ပါးကလမ်းဘေးရောက်သွားတယ်သူများအိမ်သူများလယ်မှာအငှားပြန်လာရဒါအိမ်ကိုရောက်လာတဲ့သူတို့သားကိုအဲ့အငှားအိမ်မှာလည်းပြုစုပါပြန်ကြွေးမွေးရဒါကျမကြီးမကောင်းရင်ဒီလောကုတ္တရာပညာတွေမပြောနဲ့လောကီပညာတော့မှာ ချမ်းမာရေးမကောင်းတဲ့သူကဘလို့မှမရနိုင်ဒီတရားစခန်းတွေမှာဆိုလဲအများကြီးတွေ့ရတယ်အရန်ကောင်းနေပြီတရားလည်းအမတန်အထုတ်လို့ကောင်းနေပြီဒါပေမဲ့ချမ်းမာရေးကဟုတ်တယ်သွေးပေါင်က180 200လောက်ဖြစ်နေသွေးတို့အရန်ဖြစ်နေပြီဆိုတော့သူဒီမှာဆက်ပြီးတော့ အားထုတ်ခြင်းတော့လည်းပဲကျမကြီးကအဓိကဆိုတော့တည်လို့မဖြစ်ဘူးဆိုပြန်သွားပြန်တရားစကန်တင်တယ်လေကိုရတောင်သူမတက်နိုင်ကျမကြီးမကောင်းတော့ဒီလိုမျိုးအများကြီးပဲတွေ့ရတယ်ကျမကြီးမကောင်းလို့ကျမကြီးမကောင်းလို့ကျမကြီးမကောင်းတဲ့ပုံကဒီလိုလောကုတ္တရာပညာတွေမပြောနဲ့ ม่ญญปยังไม่เปียวเนี่ยลอกี่มาเราบ่ทำมาไม่เอมเห็นได้ปีนญายีลงยีปีนญายีมาสงแก้มไม่ได้สิวายเลงยีสิวายีมาสงแก้มไม่ได้เอาเห็นจ็บเร้มาไม่ได้ไหนถ้าจังบ่รู้จำมายีกองมู่รู้แห่อาเรอกฉ่นประมันลาเบงจำมายีกองอย่างนี้นัมเบอร์1ตัดจอ ဖရာတရားတန်ခါရဲ့နာမည်သုံးပါးနဲ့ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်ခြင်းရှိရမယ်တတ်တော်အထူးအဖြစ်မြတ်စွာဘုရားခေကိုယ်တော်မြတ်ကြီးရဲ့တပ်ပိယူတာညံတော်ကြီးကိုယုံကြည်မှုရှိရမယ်နမနစ်အာရောင်ချအာရောင်ချံပရမလာဘံကျမချင်းဒီလက်ကြီးတစ်ပါးလို့ပြောတဲ့အတွက်ကျမကြီးကောင်းပါမယ်နမတုံးအချက် ကုစုကတော်ဖြောင့်စည်းရအမာယာဝီအတိတောအမာယာဝီအတိတောလိမ့်နေလဲ့ပြခြင်းမရှိရဘူးကောက်ကျစ်စင်းနေခြင်းမရှိရမိမိမှာမရှိတဲ့တီလာအစရှိတဲ့မိမိမှာမရှိတဲ့ဂုံပုတ်တွေကို ရှိခြင်းအောင်မဆောင်ရဘူးမိမိမှာမရှိတဲ့သီလအစရှိသောဂုံပုတ်တွေကိုရှိခြင်းအောင်မဆောင်ရဘူးမိမိမှာရှိတဲ့အပြစ်တွေကိုဖုံးကွယ်ထားခြင်းမရှိရအောင်အမာယာဝီအတ္တတောဥစုကတော်ဖြောင့်ဆင်းရမည်ယုတုတတဖြောင့်မြောက်မမဒီတရားစကားမှာဆိုရင်လေ၄ရက်ခွဲ ငါးရည်မြောင်နေ့ဝိပဿနာကုပြောက်မှာဆိုတော့လေးရည်မြောင်နေ့ဆိုရင်တရားစစ်ပဲကိုတွေ့တာကိုတွေ့တဲ့အတိုင်းမှန်တိုင်းမှန်မှန်ကန်ကန်အေးအေးချမ်းချမ်းပြောရုံပဲစကားမပြောနေလို့ပြောထားတာဖြစ်တဲ့အတွက်ဤဥပမေးတာလည်းအရှင်ဘုရားကိုဘလို့ပြောလိုက်လဲသူများပြောတဲ့အတိုင်းသူများတွေ့တဲ့အတိုင်းကိုကလည်းမပြောရဘူးသူတွေ့တာနဲ့ကိုတွေ့တာနဲ့မတူနိုင်ဘူးဒါကြောင့် ထောက်မြောက်စင်စင်ကိုတွေးတွေးတဲ့အတိုင်းမှန်မှန်ကန်ကန်ပြောရင်ဆရာသမားလုပ်တဲ့သူကဟောဒါတော့မှန်နေဘလို့ဆက်သွားရင်ရမယ်ဒါကတော့မှားတယ်အဲဒါဆိုဘလို့ပြုတ်ပြင်ရမယ်ဒါမှလမ်းညွန်ပေးလို့ရမှာအမှန်တိုင်းဖြစ်မယ်နံပါတ်၄ချက်စူးစမ်းအားထုတ်မှုအာရတဝီရိယစူးစမ်းအားထုတ်မှုအပြည့်ရှိရ မနေ့မိုးလေးကနေတစ်ဆက်တစ်ဆက်ထဲလှုပ်ရမယ်လို့ပြောထားတော့နာသီပြနာသီဝအသားဆိုင်နှကမ်းပြနှကမ်းဝမှာအချိန်တိုင်းရှိနေအောင်ကြိုးစားမယ်တနည်းအားဖြင့်မိမိရဲ့ကိုယ်မှာကာယမှာမိမိရဲ့ရုပ်တရားမှာမိမိရဲ့စိတ်နံတရားတွေကတ်ထားမယ်သူများဘာလုပ်နေလဲသူဘာတွေသိနေလဲအဲ့ဒါတွေကြည့်နေမယ်စာမိမိရဲ့ခန္ဓာမှာဒါလေ အမြဲတမ်းတစိုက်တမတ်တဲ့ရှုပွားနေတဲ့စူးစားအထုံးမှုရှိရမယ်အရာကအာရတဝိရိယနမတ်ငါချစ်ပညာအဲ့ပညာဆိုတာဆက်လေးမနေ့ကပြောသွားတဲ့ကိလေသာအဖြစ်များတဲ့ပုထုဇဉ်၃မျိုးမှာရုပ်နဲ့ခန္ဓာအာရတနာဓာတ်သစ္စာပရိစ္ဆသမုပ္ပတ္တိကို ်မတိတဲ့ပုဂ္ဂိုလ်အန္တပုထုဇဉ်တိတဲ့ပုဂ္ဂိုလ်ကလျာဏပုထုဇဉ်တိယုံနဲ့မနေတော့ဘူးတကယ်တမ်းကြင်ကြံပွားများအားထုတ်လိုက်လို့မိမိခန္ဓာမှာညံဆိုင်လိုက်တာနဲ့10မိနစ်2မိနစ်အတွင်းဝါရောရုပ်ရဲ့တွန်းတဲ့သဘောတွေတလုံးလုံးတစ်ပြက်ပြက်တရွရွတ်ဒီတေဇောရုပ်ရဲ့ပူလိုက်အေးလိုက်ချမ်းလိုက်တပြေးပြေးနဲ့ခေါင်းပိုင်းကနေပူလာပြီးခြေပြားတစ်ခုအေးသွားလိုက ကတလေခြေပြားဘက်ကနေပူသွားပြီးတော့ခေါင်းဘက်ကိုအေးသွားလိုက်ခန္ဓာကိုယ်ထဲမှာနာရာကျဉ်းနာထုံနာကြိုက်တာတွေဒီတစ်ဖက်ဖက်တစ်လက်လက်တရွရွနဲ့ခန္ဓာမစဲတသေးသေးဖောက်ပြန်ပြောင်းလဲပျက်စီးနေတာကို တွေ့တဲ့စကုမန္တပုထုဇဉ်ဘုဂုဆရာတော်ဘုရားကြီးစကားနဲ့ပြောရင်ဖြစ်ပြက်မြင်တဲ့ပုဂ္ဂိုလ်အဲ့ဒီဖြစ်ပြက်မြင်တဲ့အဆင့်ကိုရောက်ပြီဆိုရင် အဲ့ဒီပုဂ္ဂိုလ်ကပညာပညာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီအချက်၅ချက်နဲ့ပြည့်စုံရင်အဲ့ဒီပုဂ္ဂိုလ်ကိုပဒာနိယငါတရားလို့ပြောတဲ့ငါဘုရားရဲ့တရားကို အားထုတ်ရင်ရမယ်ပုဂ္ဂိုလ်အချိန်ဘလောက်လိုလဲလို့ဗောဓိမင်းသားကမေးထားတာဖြစ်တဲ့အတွက်တရားရမယ်ပုဂ္ဂိုလ်ဒီမှာရှိတဲ့အချက်၅ချက်ရှိမယ်ဆိုရင် ရှိထားမယ်ဆိုရင်မနဲ့လေးအာထုတ်ညနေခင်းတရားရတယ်ညနေခင်းတရားအာထုတ်မနဲ့မိုးလေးရတယ်24နာရီလောက်ချိန်မကုန်ဘူးနေ့တစ်ပိုင်းနေတယ်မပြတ်တရဇက်ရှုမှတ်မြဲလိုက်ပြီဆိုတာနဲ့အဲ့ဒီပုဂ္ဂိုလ်တရားရပါပြီဒါကြောင့်မလို့ရသော်ဘုရားခင်ကိုယ်တော်မြတ်ကြီးကိုဘောဓိမင်းသား ရှောက်တဲ့မိကုံးကိုဘုရားရှင်ကဗောဓိမင်းသားကို ပြန်မေးရင်းနဲ့ဒီတရားရမယ့်ပုဂ္ဂိုလ်ဒီမှာရှိတဲ့ရှိတိုက်တဲ့ပဒာနိယင်္ဂတရား၅ပါးသို့မဟုတ်ဆောင်ရယ်၅ပါးဖြစ်လာယောဂီတို့ကိုဒါလေးသင်ပြရမယ်မိမိမှာဒီအချက်တွေရှိရလားမရှိသေးရင်ရှိအောင် လုပ်ရမယ် ဒီချက်တွေပါလဲမရှိသေးရေ ရှိအောင်လုပ်ရမိမိတို့ကတရားမရခြင်းလားရခြင်းလားနိဗ္ဗာန်လို့ပြောတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့မက်တီဖို့တွေမရခြင်းလားရခြင်းလားရခြင်းတဲ့အတွက်မိမိတို့ကဒီတရား၅ပါးကိုတည်တည်ကြကြမှတ်သားထားရမယ်ကုသိုလ်ကြည်အောင်ယုံကြည်ခြင်းမှာစိတ်ပြောင်းစွာဖြင့်လွန်စွာအားထုတ် နန္ဒီရုပ်ကိုဖြည့်ချုံမြင်မြည်ဤငါ၏အမှန်မီမရကြပြတ်ဆိုပါဦးယုံကြည်ချမ်းမာစိတ်ပြောင်းစွာဖြင့်လွန်စွာအာထုနန္ဒီရုပ်ကိုဖြည့်ချုံမြင်မြည်ဤငါ၏အမှန်မီမရကြနောက်တစ်ခေါက်လောက် ယုံကြည်ခြင်းမှစိတ်ပြောင်းစွာဖြင့်လွန်စွာအာထုနန္ဒီယုတ်ကိုဖြည့်ချုံဉာဏ်မြင့်ဒီငါဧမံမေမယချယုံကြည်တယ်ဆိုတာယန္နာဘနပါ၃ပါးပါးရည်လေဖရာတရားတန်ခါကံနဲ့ကံရဲ့အကျိုးအလုံးမတစ်ချက်လဲ၅ချက် အဲ့ငါးချက်ကိုမလိုရမလဲယုံကြည်ရမယ်ယုံကြည်ရမယ်အထူးအဖြစ်ဘုရားရှင်ရဲ့တပ်ပင်ညွတ်တဉာဏ်တော်တိစီယာမန္တမတရားအလုံးစုံကိုသိတော်မူတဲ့မြတ်စွာဘုရားရှင်ရဲ့တပ်ပင်ညွတ်တဉာဏ်တော်ကိုမလိုရမလဲယုံကြည်ရမယ်တရားရမယ့်ပုဂ္ဂိုလ်ကဘာကောင်းရမလဲကျမ်းမာရေးကောင်းရမယ်ညတရားရှောက်လို့ရှိရင်ယုံငန်းကဆရာလေးတွေကမေးတယ်ကျမ်းမာရေးကောင်းရဲ့လားကိုယ်ကိုယ်တာဆောင်းနိုင်ရဲ့လားတပည့်တော်တို့ကျောင်းကတောင်ကုန်းနေနော် တောင်ကုန်းကြီးကိုရှောက်နိုင်ရဲ့လားအမေးရတယ်။အဲကျုံကဆရာလေးကိုလည်းမေးဖို့တင်ပေးထားရတယ်။နော်သူကျမ်းမာရေးကောင်းမှဖြစ်မယ်။သူကျမ်းမာရေးမကောင်းရင်သူ့ရဲ့အဖော်တွေကဒုက္ခရောက်တော့မယ်။ဟောကျမ်းမာရေးမကောင်းတဲ့သူအခန်းတစ်ခန်းထဲမှာပါလာပြီဆိုရင်၃ရောက်နေတဲ့ခန်းမှာတစ်ယောက်မကျမ်းမောင်ဆိုရင်ဇန်နေ့နှစ်ယောက်ကတရားအထုတ်ဖို့တဲ့သူ့ကိုဘာလို့ရတော့မလဲပြုစုရတော့မယ်။နော်အစီအပြောင်လုပ်ပြရမယ်။ဟလာယုံငန်းလိုက်ပို့ရမယ်စကားတွေပြောရမယ်။ ဟောသူ့အတွက်ကိုကြီးဆောင်မမယ်မလုပ်လို့မရဘူးလေကိုနဲ့အတူတူရှိနေတဲ့ပုံကိုကိုကကိုကြီးပေးရမှာပဲအဲကျမကြီးမကောင်းတဲ့ပုံကိုရောက်လာပြီဆိုရင်ကျမကြီးမကောင်းတဲ့ပုံကိုအတွက်လည်းမကောင်းဘူးသူ့ရဲ့ပတ်ဝန်းကျင်အတွက်လည်းမကောင်းကျမကြီးမကောင်းတာဒီမိမိအတွက်လည်းမကောင်းဘူးသူတစ်ပါးအတွက်လည်းမကောင်းဒါကြောင့်မလို့ကျမချင်းညာလက်တစ်ပါးလို့ပြောကြတာ ကျမကြီးကောင်းမဖြစ်မင်းလောကီဖြစ်ဖြစ်လောကုတ္တရာဖြစ်ဖြစ်ကျမကြီးကောင်းအောင်စောင့်ရှောက်ရမယ်ကျမကြီးကောင်းအောင်နေရမယ်နော်ဟုတ်ပြီစိတ်ဖြောင့်စွာဖြင့်မမှန်ကန်ကန်ဘာလို့ရမလဲပြောရမယ်မမှန်ကန်ကန်ပြောမယ်ဆိုတာအချင်းချင်းစကားပြောခိုင်းတာလားမဟုတ်ပါဘူးနော်ဒီကမ္မဌာနာစရိယဆရာကြီးပြောတဲ့အချိန်မှာကမ္မဌာနီရကမေးတဲ့အချိန်မှာမမှန်ကန်ကန်ပြောရမယ်နောက်တစ်ခါလွန်စွာအားထုတ် ။ဟောဝိရိယမကောင်းအောင်လားကောင်းအောင်မလား။ကောင်းအောင်။အ6နာရီရောက်ဆိုရင်ဓမ္မယုံမို့ဗေဒနာရောက်အောင်လာမလား။6နာရီရောက်အောင်လာမလား။4နာရီရောက်ဆိုရင်4နာရီရောက်အောင်လာမလား။ဟုတ်ပြီနော်။ဓမ္မယုံကိုကြောက်เสียလဲအကြောင်းမရှိပါဘူး။ဒီစက်လေးတို့ကဓမ္မယုံကတရားအကြာကြီးထိုင်ခိုင်းလား။တိုင်းတိုင်းမှာတနာီတွဲမှာမလောက်အောင်ဘာညာပြောထားလားမတားပါဘူး။သာတိပြားမှာစိတ်ကလေးကတ်ထားယုံပဲ။တရားအားထုတ်တယ်ဆိုတာနင်အလုပ်ရုပ်အလုပ်မဟုတ်ဘူး။ နဲ့နေယုတ်ကအညံ့မြညာသာဇာတာဖြစ်နေလို့သားလေနော်သူ့ထောက်ပံ့တဲ့အနေနဲ့ယုတ်ကလေးကိုငြိမ်ပေးထားရတာနဲ့ရဲ့အလုပ်ယုတ်ကိုစောင့်ကြည့်တဲ့နဲ့ရဲ့အလုပ်တရားအားထုတ်တာနော်မဉ္ဉံဖုန်ဉ္ဉံရရင်ဆိုတာနန်တရားတွေယုတ်ကိုမူတည်ပြီးဆက်လေးတို့ဈိတ်တာရှုတာမို့လို့ယုတ်ကိုမူတည်ထားတဲ့ကာယကိုမှရှုမှတ်တာ အနုပတနာဖမှန်ထက်တဲ့ရှုမှတ်တဲ့နည်းကိုသွားတယ်။ဒါကြောင့်မလို့အထုတ်ရမယ်။ကျမကြီးလည်းကောင်းရမယ်။စိတ်လည်းဖြောင်းရမယ်။ဝိရိယဆိုတဲ့အထုတ်မှုကကောင်းရမယ်။ဒီမှာကြီးမောင်းကခောက်နေပြီ၃ချက်။၃ချက်ခောက်တော့မှ तू ကဟိုရေရင်ကနေဆင်းလာပြီးတော့ဘယ်လဲနေညာလဲနေတော့မဟုတ်ကြွားတယ်၊နှမ်းတယ်၊ချတယ်။ဒီကလူတွေအကုန်လုံးကသူ့ကိုမျောတယ်။ तू ကအဲ့တော့မှ ဘဲချလောက်လေးဘဲကြွားတယ်လှမ်းနေကြရတယ်ညာချညာကြွားတယ်လှမ်းနေကြရရောက်ပါအောင်မလားအော်ဒီအရလေးယောဂီမဆုံးသေးမဆောင်အောင်လားဆောင်းပါလားဆောင်းပါမိမိကြောင့်သူမရားတွေမှာအချိန်လင့်နေနော်အဲဒါကြောင့်မလို့ဝိရိယကောင်းရမယ်ဟောနောက်ဆုံးချက်ကတော့သကုမန္တပုထုဇဉ်လို့ပြောတယ်ခန္ဓာမှာရှိတဲ့ပရမတ်ယုတ်တွေဖောက်ပြန်နေတာပြောင်းလဲနေတာနေမသိသိမလားသိတယ်လားသိတယ်ဒါဆိုရင်ဇာလေးတို့ဒီ၅ချက်ကိုပြန်ဆွ